မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေကျွန်တော်ရွှေညာမြေရဲ့ဗီဒင်လက္ခဏာကံမြတ်ပညာသူတွေသည်ဆရာကြီးဦးမြတ်ဆံမခொနည်းသားသမီးအားလုံးအတွက်တက်ဆိုင်တဲ့နေ့လိုက်လုပ်ငန်းဆောင်တာတွေအောင်မြင်မှုခီးစကားချုံးဝေဖို့အန်ဒီရဲ့ကင်းစီဖို့အမှုကိစ္စများအဆင်ပြေစီဖို့စရဲလက်နဲ့နဲ့ပြုလို့ဆောင်ရရမည်များကိုလွယ်ကူပေါ်ပါရှရိယာများစီစဉ်ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျာ ခုနှစ်သားသမီးအားလုံးကျွင်ညာမြေ channel မှာတစ်ဆင့်ဤရင်လက္ခဏာကံပြာပညာဥဒေတိဆရာကြီးဦးမြတ်ဆန်ရဲ့ပေါ်ပေါ်ပါပါဣရိယာများလွယ်ကူပေါ်ပါဣရိယာများကံတော်ဟုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ခုနှစ်သားသမီးအားလုံးကျမ်းမာကြီးကြောင်းစုမုံကောင်တောင်းအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ ပေါ်ပေါ်ပါပါရေရများလွဲကူပေါ်ပါရေရများဆိုတဲ့ကဏ္ဍမှာတော့ဘာလူမျိုးမစိုးဘယ်လိုပုံကုန်မစိုးလိုက်လံပြီးတော့ငွေကုန်ကြေးကြမရှိဘဲနဲ့အလွဲတကူနဲ့အင်မတန်မှထိရောက်ပြီးတော့အစွမ်းတက်စီတက်တဲ့ဓာတ်ဆင်ရေရများကိုပြောပြပြီးမှဖြစ်ပါလေရှင်ညာမြေ channel အားရှိရှိနေကြတဲ့ ဘုရားသခင်များအားလုံးဤသည့်ဘာသာဤသည့်ပုဂ္ဂိုလ်မစုဘယ်ဘာသာဝင်မဲ့ဖြစ်ဖြစ်လိုက်လံပြီးတော့ကိုယ်ကိုယ်တိုင်ယုံယုံကြည်ကြည်နဲ့ပြုလုပ်မဲ့ဆိုရင်အောင်မြင်စေတတ်တဲ့ရှေ့ဆရာဆရာအစဉ်ဆက်ပညာရှိများကိုယ်တိုင်ကိုယ်တည်းတို့ပြီးတော့မှကြံအကိုအကားနဲ့အထောက်ထားနဲ့ခိုင်ခိုင်လုံလုံ ရေးပြသွားသောတွဲကူပေါ်ပါကြရရာများပဲဖြစ်ပါတယ်အကြောင်းမလို့တွဲကူပေါ်ပါကြရရာများဆိုတဲ့အတိုင်းဦးကြီးလည်းတရားတစ်ချက်မှမကုံကြသလိုအင်မတန်မှလည်းတွဲကူပြီးတော့အင်မတန်မှလည်းပေါ်ပါပြီမယ်လို့ရိုးရှင်းပြီမယ်လို့ပြောက်တော့တက်စင်ရရာများဖြစ်ပါတယ်ဟုတ်ကဲ့ ုနှစ်ရဲ့သားသမီးအားလုံးလိုက်လံပြီးတော့ယုံကြည်စွာ ပြုလုပ်မယ်ဆိုရင်တကယ်ကိုပဲအောင်မြင်မှုရခဲ့ကြတယ်လူပုဂ္ဂိုလ်ဒီအများကြီးပါခင်ဗျနော်တကယ်ကိုပဲအောင်မြင်မှုရခဲ့ကြပါတယ်အထေတကြွယ်တွေကုံတယ်တွေလက်လုံလက်စားတွေပါတာကြလူမျိုးကြတွေကျွန်တော်ပြောတဲ့လွယ်ကူပေါ်ပါကြရရများဟုလိုက်လံပြုလုပ်ကြတဲ့ဤသည့်ပုဂ္ဂိုလ်မဆို အောင်မြင်မှုတွေရခဲ့တာသူနဲ့ဒီပါခင်ဗျအကြောင်းမလို့ဆရာကြီးဦးမြတ်ဆန်ရဲ့ပေါ်ပေါ်ပါပါကြရေရများကဏ္ဍကနေပြီးတော့လေခုနှစ်သားသမီးများအားလုံးဤမိတို့ရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအိမ်တော်ရေးစသည်များကိုအသေးစိတ်ပေါ့ဗျာသိကျင်တယ်အသေးစိတ်မြင်ကျင်တယ်ဆိုရင်လေရွှေညာမြေ channel မှာတစ်ဆင့်ဖုန်းလေးတစ်ချက်ပဲဆက်လိုက်ပါမိမိတို့သိကျင်တာအားလုံးကို ိကတိကြစွာကဏိဒတွက်ချက်ချင်းပလိကဟောပြောခြင်းများတက်ပညာများနဲ့ဟောကြားပြီးတော့မှအေးမှဖြစ်ပါတယ်ဟုတ်ကဲ့ဤကဏ္ဍတော့လွယ်ကူပေါ်ပါကြရယာများဖြစ်တဲ့အတွက်ကိုနေသာသမီများငွေလဲမကုန်လူလဲမပန်းမဲနဲ့ပေါ်ပေါ်ပါပါကြရယာများကိုပြပြပေးမှဖြစ်ပါတယ်ခင်ဗျနော်ဟုတ်ကဲ့ မိမိတို့ရဲ့အကြံစီပြုလုပ်မဲ့နေဟာကြာသာပရင်းနေနဲ့တိုက်ဆိုင်နေတဲ့ဆိုရင်တော့အဲ့ဒီကြာသာပရင်းနေမှာကိုယ့်ရဲ့အကြံစီတွေကိုပြုလုပ်တော့မယ်ဆိုလို့ရှိရင်အကြံစီ ပြုလုပ်မဲ့နေရမင်းမင်းဝင်ထွက်ဆိုတဲ့ရှေးရိုးစကားတိုင်းဟုတ်ကဲ့ကြာသာပရင်းနေမှာအပြင်ကိုထွက်တော့မယ်အကြံစီတွေပြုလုပ်တော့မယ်ဆိုလို့ရှိရင်အိမ်ထဲကိုဝင်လိုက်ထွက်လိုက်လုပ်ပါခင်ဗျာ ကြာသာပတင်းနေဆိုရင်အိမ်တကားကနေဝင်လိုက်ထွက်လိုက်လောက်ပါအိမ်တကားကနေပြီးတော့မှဝင်လိုက်ထွက်လိုက်အ ਨੇ ဆုံး၃ခါမှာကနေလောက်ပါဗျာအ ਨੇ ဆုံးဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်နဲ့အ ਨੇ ဆုံး၃ခါလောက်လုပ်မယ်ဆိုရင်အလားဒါကျွန်တော်တို့ရရတက်စင်မိသားပြဖြစ်သွားပါတယ်ခင်ဗျာထိုနည်းတူသွားပဲအဲ့ဒီကြာသာပတင်းနေမှာပဲကျွန်တော်တို့မိမိတို့ရဲ့စာထဲမှာတော့ညှက်ရိုးလို့ဆိုတာပေါ့ဗျာနန်ရိုးပေါ့ အဲ့ဒီနိုင်ရောမောင်လက်ကလေးနဲ့ပါတော့အကေရလေးသတိပေါ့ရေးပြီးတော့မှကိုယ့်ရဲ့အပြင်မှာရှိတဲ့အကျန်းစီတွေခရီးကိစ္စတွေလုပ်ငန်းတွေနိုင်ငံသားခရီးတာရေးသမီးကိစ္စဝေကြေးကိစ္စစီဝါရေးကိစ္စလူမှုရေးကိစ္စအမှုကင်းကိစ္စတွေဆရာဦးမြတ်ကပြောတဲ့အတိုင်းတခြားလိုက်ပြီးတော့လုပ်မယ်ဆိုရင်အကျန်းစီတွေအောင်မြင်စေတတ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့ဒီအခါကတော့အင်မတန်မှစိုးသွမ်းတဲ့ ကြောင်ကြီးတကောင်ကိုတောင်းပါပဲဘာမှမဟုတ်တဲ့မြေသွင်းအောင်တဲ့ကြွက်ကလေးတကောင်ကနိုင်စီတတ်တဲ့အခါလို့ကျွန်တော်တို့ရှေ့ကျန်းဒီမှာပါပါတယ်ခင်ဗျာနော်ဟုတ်ကဲ့နော်အမှန်တကယ်တော့ကြွက်ဆိုတာကြောင်ရဲ့အစာပါကြွက်ကကြောင်နိုင်နေဆိုတာထုံးစံမရှိပါဘူးဘုဘတော်ညာလဲအဲ့ဒီအချိန်ခါကြီးဂျာတာပရိနေနော်ဂျာတာပရိနေမှာနော်ဂျာတာပရိနေမှာကိုအိန္ဒိယနေဝင်ထွက်တက်ဆင်သွားမယ် ညရိုးလို့ခေါ်တယ်နိုင်ရိုးပေါ်မှာပါတော့အက်ခေကရေးပြီးတော့မှသွားမယ်ဆိုရင်ကြွက်ကတော့ကြောင်းကိုနိုင်စီတတ်တဲ့အခါဖြစ်တာဖြစ်တဲ့အတွက်အဲ့ဒီအခါကိုမိမိရရပြုလုပ်ဖို့တော့လိုပါတယ်အသေးစိတ်ကိုသိကျင်တယ်ဆိုရင်လဲရှင်ညာမြေချန်နယ်မှာတစ်ဆင့်ဧရင်လက္ခဏာပညာဆရာကြီးဦးမြတ်ဆံပုံဆက်ပြီးတော့ဤမြနိုင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ဘုံဤလူသာပဲကိုယ်အိမ်ကနေပြီးတော့အပြင်ကိုထွက်ပြီးတော့ငွေကြေးကိစ္စ စီဝါဥစ္စာရှားတော့မယ်ဆိုရင်လေလက်ရှိတဲ့အရက်ကိုလေတွားပြီးတော့ရှားတတ်ဖို့လေလိုပါတယ်ခင်ဗျဟုတ်ကဲ့အဲ့ဒီကြာသာပရိနိမာတော့လက်ဆိုတာမြောက်ရက်မှာရှိတယ်လို့ကျန်အကိုကားကြီးကဆိုပါတယ်ခင်ဗျဟုတ်ကဲ့မြောက်ရက်မှာလက်ရှိတာဖြစ်တဲ့အတွက်မြောက်ရက်ကိုကျွန်တော်တို့ကြံပင်သို့မဟုတ်ကြံရိုးပေါ့ကြံပင်မရဘူးကြံရိုးမရဘူးဆိုလို့ရှိရင်တော့အကြားပေါ့ဗျာ ကြံမြင်ရတယ်ကြံယူလေးရတယ်ဆိုလို့ရှိရင်ကြံယူလေးတစ်ချောင်းကိုဂိုင်းပြီးတော့ကျွန်တော်တို့လက်ကိုခေါ်မယ်ဆိုရင်ဆူတောင်းမယ်ဆိုရင်ကိုလိုချင်တဲ့လက်ကိုရစီတတ်ပါတယ်ခင်ဗျာနော်သူကကြာတာပရင်းနေမှာလက်ကမြောက်ရမှာရှိတယ်လို့ဆိုလိုတာကိုအဲကြောင့်မလို့မြောက်ရမှာရှိတော့လက်ကိုကြံမြင်လေးဂိုင်းပြီးတော့အကြံစီစီပြုမယ်ဟာလာလက်ကိုခေါ်မယ်ဆိုရင်လက်ကိုရစီတတ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ ိုနေတူသာပဲလက်နဲ့မြင်နေချင်းဆိုင်မှာလဲကို့ကောင်းကျိုးတယ်ဆိုးကျိုးမြန်မြန်ပြေးစီတတ်တယ်နှက်ဆိုတာလဲရှိသေးတာဟုတ်ဗျအကြောင်မလို့လက်ကမြောက်ရမှာရှိတယ်လို့လက်ရဲ့မြင်နေချင်းဆိုင်မှာရှိတယ်နှက်ကတော့တောင်ရမှာရှိပါတယ်ခင်ဗျအကြောင်မလို့တောင်မဲ့ရက်ကိုမျက်နာမူမျက်နာလှည့်ပြီးတော့ကျွန်တော်တို့ရေခွက်ကလေးတစ်ခွက်ကိုကိုင်းတောင်ရမှာရှိတယ်ဗုဒ္ဓဘူးကျိုးနတ်မင်းကြီးပေါ့တောင်ရမှာရှိတယ် နာမည်ကြီးကိုရေးလူပြီးတော့ကုသောပတာပြီးတော့မှဆူတောင်းမယ်ဆိုရင်လေနတ်နာလူမဂျူမမယ်လို့ဆိုတာဖြစ်တဲ့အတွက်နတ်ကလည်းအီလီယာပြည်တဲ့ကြောင့်ဖြစ်တဲ့ပူဇော်ပတာမှုလောကစီတတ်တာပေါ့ဗျာအကြောင်းမလို့တောင်းအရကူတော့လက်ဒီကွက်ကလေးနဲ့ဂိုင်းအင်းရမထွက်ခင်မှာဘောတဘူးကြုံမင်းလို့ခေါ်တဲ့တောင်းမဲမှာရှိတော့နာမည်ကြီးကိုပူဇော်ပတာပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေ ဆူတောင်းမယ်ဆိုရင်လေကိုယ့်ရဲ့အကြံစီအလောက်ကင်ကြီးအောင်မြင်စေတတ်တယ်လို့ရှေ့ပညာရှိကြီးများရဲ့ကျမ်းအကိုအကားအထောက်ထားများရကျွန်တော်တို့ပြင်ပြပေးခြင်းဖြစ်ပါတယ်ဆရာဦးမြတ်စံတို့ကတော့ကျမ်းကိုထောက်ပြီးတော့လမ်းပေါ်ပြမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အချို့တချို့သောပုံကိုယ်တွေကတော့ပြောကြတာပေါ့ဗျာအဘလက်တော့အကြောင်းတကာတာတရားတပုတ်စံတစ်ဆရာမှာပညာတစ်မျိုးဆိုတာရှိတာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘေးရင်ဆိုရလဲအများပြသောအတတ်ပညာတွေဖြစ်တာဖြစ်တဲ့အတွက်ပေးစရာကမှန်နေပေးစရာက မမှန်ဘူးလို့တော့မပြောလို့ပါဘူးခင်ဗျ။အခုလို့တော့ကျမ်းတွေကိုပဲအဆုံးရှိတာကိုလက်ဆန်းပညာရှိတယ်လက်ရိုးပညာရှိအဲ့တော့လက်ဆန်းပညာကြီးနဲ့ပတ်သက်တာကြီးလဲညာပြတဲ့အတတ်ပညာတွေဣရစုကလေးကအများပြသောအတတ်ပညာဖြစ်တဲ့အတွက်အကြောင်းတကားတရားတပုတ်ဆန်းတစရာမှာပညာတစ်မျိုးရှိကြတာဘူးဗျ။အကြောင်းမလို့ငါသိတယ်ငါတတ်တယ်ငါတော်တယ် ငါပြောတာမှဟုတ်ငါစကားနွားရပြောတဲ့ဆရာဆရာလေးရှိရင်တော့အုံမာတကောလူပဲတတ်မှတ်လိုက်ပါဆရာဦးမြတ်ဆန်နှုတ်ကတော့ကျမ်းကိုထောက်ပြီးပဲလမ်းပေါ်ပြီးမှဖြစ်ပါတယ်ခင်ဗျအကြမလို့ဒါပဲလို့လို့ဖရာတရားတန်ခါမိပါဆရာသမားနဲ့အနန္တောနန္ဒငါးပါးဥဒိတ်ထားပြီးတော့ပြုလုပ်မယ်ဆိုရင်တော့ကိုနေသားကြီးအားလုံးလို့ရာဆန္ဒကြီးပြပါဖြစ်တဲ့ကြောင်းရွှေညာမြေ channel မှာတစ်ဆင့် ဧရင်လက္ခဏာပညာသူတွေသည်ဆရာဦးမြတ်ဆန်ကစုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာဒီနေ့ဒီရက်ကစပြီးတော့အေးပြာတွေဝေးကွာကြပါစေအဲ့စီတန်လူရာဆနပြစ်ပြီးကကြီးသုံးပါးမှာကြော်နေနိုင်တော့မိသားစုအိမ်သားစုများဖြစ်ကြပါစေကြာ